လက်ကြီးကရေစီအတိုင်းမျောပါသွားတာကန်ဆိုးချင်တော့နဂါတိုင်းမိကိုရောက်သွားပြီးအဖမ်းခံရပြန်ရောလက်ကလူပြီကနေတော့လွတ်လာတာနဂါပြီမှာတော့အသက်မခံနိုင်ဘူးဆိုပြီးနဂါမင်းကိုလိန်ပြန်တဲ့လူပြီကရှင်ဘရင်ကတန်တမန်လွတ်လိုက်ကြပါလို့ပြောတဲ့နဂါမင်းကြီးကမယုံကြည်ပါဘူးလက်ကြီးကမာယာများတာပေါ့လူပြီမင်းကြီးမှာတန်တမန်အမျိုးမျိုးရှိကြောင်း ခေါင်းကမှငတ်တမန်၊လူပြီမှလူတမန်၊ရေမှာတော့ကျွန်ုပ်စိတ်တာဆူလာအမိရတဲ့လက်တန်တမန်ပါလို့ပြောပြန်တဲ့မင်းကြီးဟာအားလုံးနဲ့အဆွေခင်မွန်းဖွဲ့ထားတဲ့အရှင်ငါးမင်းသားကျန်တဲ့အတွက်မင်းကြီးရဲ့သမီးတော်သမုတ်တစာကိုပေးအပ်လက်ထက်ထိမ်းများစီခြင်းဖြင့်အဆွေခင်မွန်းဖွဲ့လို၍စီလွတ်လိုက်ခြင်းဖြစ်ပါတယ်လို့ပြောတာပေါ့ငါးမင်းကြီးလည်းကြည်နက်သွားပြီး နဂါးလူလင်လေးယောက်ကိုထဲလိုက်မယ်ထိမ်းများလက်ထက်ဖို့နေရမင်္ဂလာယူခဲလို့ပြောပြီးတော့လူပြည်ကိုဇေလွတ်လိုက်တယ်။ညံများတဲ့လက်ကြီးဟာနန်းတော်ရောက်ဖို့နီးလာတော့မင်းကြီးရဲ့သားတော်နဲ့သမီးတော်တို့အတွက်ကြားဆွဲကြားပန်းလက်ဆောင်ခုပြန်ပေးရမယ်လို့ပြောတဲ့။နဂါးလူလင်တို့ကခုပေးပါမယ်လို့ပြောတော့လက်ကြီးကမင်းတို့ကကလေးတွေအကျိတ်မသိပါဘူး။ငါဘာသာစင်ခုပါမယ်။ နန်းတော်ကိုရောက်ဖို့လဲနီးနေပြီမို့ငါကိုမဆောင်ကြနဲ့လို့ပြောပြန်တဲ့ငကားလူလဲ့တို့ကလည်းတန်တရာကင်းစွာနဲ့လက်ကြီးကိုရေထဲကိုပေးဆင်းလိုက်ကြတဲ့ကုန်းမော့မှာစောင့်နေကြတာပေါ့လက်ကြီးကတော့ပြန်မလာတော့ပါဘူးစောင့်နေရင်စောင့်နေရင်နဲ့အချိန်ကြာလာတော့နန်းတော်နဲ့လည်းနီးနေပြီလက်ကလည်းမဆောင်နဲ့လက်ခဲ့မယ်လို့မာခဲ့တဲ့အတိုင်းပဲငါတို့နန်းတော်ကိုသွားနှင်းကြရအောင်ဆိုပြီးတော့ နန်းတော်ကိုသွားလိုက်ကြတယ်။နန်းတော်ကိုရောက်တော့ငကားလူလင်တို့ကတတရထငကားပြီမှဖြစ်ကြောင်းနဲ့သမီးတော်ကိုယတနာများပေးအပ်ကာဆောင်နှင်းလိုကြောင်းရှောက်တင်တာပေါ့ကွယ်။ဘရင်ကြီးကတရိတ်ဆန်ဖြစ်တဲ့ငကားမျိုးနဲ့မပေးစားနိုင်ကြောင်းပြောတာပေါ့။မမျော်လင့်ထားတာကြားလိုက်ရတော့ငကားလူလင်တွေကဒေါသထွက်သွားခဲ့တယ်။အတင်မင်းကြီး နဂါမင်းအမျက်ထွက်ပါကလူသားတွေအသက်ရှင်နေပြီမဟုတ်မလေးမစားပြုဝင်သလားလို့ပြန်ပြောတာပေါ့မင်းကြီးကလည်းလက်မခံနိုင်ကြောင်းညင်းပြန်တဲ့ဒေါ်သာထွက်နေပြီမဲ့တန်တမန်အဖြစ်လာတာမို့တီးခတ်ပြီးနဂါမင်းကြီးထံရှောက်ထားဖို့ပြန်သွားကြတာပေါ့ကွယ်